်ရသဗျာကဟောထားတယ်ယေတိဘိခဝေဘိခုအဓမ္မံဓမ္မောတိဒီပင်တိအဓမ္မဓမ္မရဲ့စန့်ကျင်ဘက်ဓမ္မရဲ့စန့်ကျင်ဘက်တဘာဝတွေကိုဓမ္မအဖြစ်ဖြန့်ဖြူးနေတဲ့ပုံကိုယ်တွေ သာသနာတော်မှာအရမကိုဓမ္မလောက်ပြီးတော့ဖြန့်ဖြူးနေမယ်ဆိုလို့ရှင်အဲ့ဒီပုဂ္ဂိုလ်တွေဟာတေဘိခဝေဘိက္ခုဘဟုနံအဟိတာယဘဟုနံအတုခာယဘဟုနံအဟိတာယပฏิပန္နာဘဟုဇနအဟိတာယပฏิပန္နာဘဟုဇနအတုခာယပฏิပန္နာ ဘာဟုနောစနတအနတ္ထာယအဟိတာယဒုက္ခာယဒေဝမနုဿနာမြတ်စွာဘုရားကတိတိကျကျဖော်ထုတ်ပြီးတော့ထားတယ်အတ္တမကိုဓမ္မလို့အတ္တမကိုဓမ္မလို့ပြီးတော့ခေါ်ပြောဖြန့်ဖြူးနေတဲ့ပုဂ္ဂိုလ်တွေဟာအများတရားတွေအကျိုးမဲ့ဖြစ်ဖို့ဆင်းရဲဒုက္ခရောက်ဖို့လုံနေသူတွေသာ ဖြစ်တယ်တဲ့ တေသပဟုံ အပုံညာပတဝန္တိသာသနာပျက်စီးအောင်လုပ်သည့်အတွက်ကြောင့်မကောင်းမှုအကုသိုလ်တွေလည်းသူတို့တဏ္ဍာမှာများစွာဖြစ်တယ်ဖြစ်ပေါ်စေတယ်တေသိမံတတ္တမံအန္တရာထာပင်တိအဲ့ဒီပုဂ္ဂိုလ်ဒီပဲနဲ့အဲ့ဒီပုဂ္ဂိုလ်တွေဒီပဲနဲ့တတ္တမသုံးမြာဟောဒီသာသနာတော်မျက်ကြီးကို ကွယ်ပြောက်သွားအောင်လုပ်နေကြတာဖြစ်တယ်လို့ရသော်ပြားကတိတိလင်းလင်းထုတ်ပေါ်ပြီးတော့ဟောတာအဲ့တော့အတ္တမကိုဓမ္မလုပ်ပြီးတော့ရေတာဟောပြောတင်ပြနေတဲ့ပုဂ္ဂိုလ်တွေအဲ့တော့အတ္တမကိုဓမ္မလုပ်ပြီးတော့ပြောတယ်ဆိုတာဘယ်လိုပြောတာတုံးလို့မေးလို့ရှင်သုတ္တနည်းအားဖြင့်ပြောမယ်ဆိုရင်အတ္တမဆိုတာဘာကိုခေါ်တာလဲလို့ဆိုရင် အကုသိုလ်ကမ္မပဋ္ဌာန်တရား10ပါးတဲ့ဒုစရိုက်တရား10ပါးကိုအတ္တမလို့ခေါ်တယ်။သူစရိုက်10ပါးကုသိုလ်ကမ္မပဋ္ဌာန်တရား10ပါးကိုဓမ္မလို့ခေါ်တယ်။အတ္တမကိုဓမ္မလို့ပြီးတော့ဖြန့်ပြူဟောပြောမယ်ဆိုလို့ရှိရင်သာသနာတော်ကိုကြွယ်ပေါင်းလို့ထားပဲတဲ့။